မင်္ဂလာပါအခုကျမကနောက်ထပ်ချင်းလေးတစ်ပုဒ်ကိုတငယ်ချင်းတွေအတွက်ကိုလက်ဆောင်ပေးချင်ပါတယ်လို့ဆိုတော့တချင်းကောင်းစင်ကဆိုတော့ချင်းမထိုက်တော်ဖျားလို့ကျမကနာမည်ပေးထားတယ်ကျမတို့နေ့ရက်စနေသက်ရှင်နေတဲ့ခါမှာဖျားသခင်ကကျမတို့ပေါ်မှာအရန်ကောင်းမြတ်တယ်ဖျားသခင်ရဲ့ဂျေဇူးဖျားသခင်ရဲ့ကရုဏာတော်ကိုကျမတို့နေ့ရက်စတိုင်းခံစားရလျက်ရှိတယ်ကျမတို့ကအမှုမဲ့အမမဲ့နေလို့ကျမတို့တည်တည်ချာချာမသိလို့သာဖြစ်တယ်တို့ပေမဲ့ဖျားရှင်ရဲ့ ဂိယုနာကကျမတို့နေရဲစင်တိုင်းကိုလွှမ်းခြုံထားလျက်ရှိတယ်ဆိုတော့ကိုဒီတစ်ချင်းလေးမှာကျမတို့ရှင်းရှင်းလင်းသိရှိခွင့်ရမှာဖြစ်တဲ့အဲကျမတို့ဒီရှူဆိုင်နေရတဲ့လေတွေပေါ့နော်တကယ်တကယ်တမ်းကျတော့ကျမတို့မမြင်ရဘူးသူ့ဝိမဲ့ဒီအရာလေးတွေနဲ့ကျမတို့နေရဲစင်တိုင်းအသက်ဆက်ခွင့်ကိုပြခင်ရပေးထားတဲ့ဆိုတော့ချင်းလေးကိုနားထောင်ပြီးတော့မှခွားယူကြည့်ရအောင်နော် Yeah. ကြိုးတင်ချီးမွမ်းမယ်အခက်ခဲကြတော့လို့ 打冲浪他。世间爱最低谷的浪浪灭。She did. ချိန်တိုင်းကြိုတချီဝမ် ချောင်းချင်းနေကကျွန်ုပ်အားညော်လင်းစရာအခွင့်ကိုပေးသူယေရှု